တခါတရံကြတော့တခါမှမမြင်ဘူးတဲ့ပုံကူပဲဖြစ်စီတွေးလိုက်တာနဲ့ခင်မြင်သွားတဲ့ပုံကူမျိုးလည်းရှိတယ်။ဟောဒါအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးတခါတည်းလေးကိုယ်နဲ့လည်းတခါမှမတွေ့ဘူးတွေ့တွေ့ချင်းအဲ့ဒီပုံကူခင်သွားတယ်စိတ်ကဟောကိုယ့်ကိုစဉ်းစားကြည့်ကိုယ်ကြုံဘူးလားမကြုံဘူးလားကိုယ့်အကိုကြည့်လူတကာနှုတ်ခမ်းစုနေရင်တော့ဖြစ်မှာမဟုတ်ဘူးပေါ့အဲတချို့ကြတော့ရှင် သူ့ဘာသူနေတာပဲကိုယ်နဲ့လည်းဘာမှမဆိုင်ဘူးမြင်တာနဲ့အမြင်ကတ်တဲ့ပုံကိုလည်းရှိတယ်နော်မြင်လိုက်တာနဲ့အမြင်ကတ်နေတဲ့ပုံကိုလည်းရှိတယ်အဲ့ဒါတွေဟာရှုပ်ဝက်တဲ့အတိတ်အကြောင်းအရာတွေရှိနေတယ်ဆိုတာကိုသတိထားဖို့သူ့ဘာသူဖြစ်တာမဟုတ်ဘူးနော်မတိစိတ်ကဆိုအားဆိုလေပြောမယ်ဆိုရင်ခုခေတ်စကားနဲ့ပြောမတိစိတ်ကလှုံ့ဆော်ပေးနေတာခါတလေအလိုလိုမုန်းတယ်အဲလူမြင်တာနဲ့မုန်းအဲ့ဒါ အတိတ်ကတန်တရာကအမုန်းတွေကလည်းပါလာတတ်တယ်တန်တရာကမေတ္တာတွေကလည်းပါလာတတ်တယ်ဒါကြောင့်မို့တုံးနဲ့တူခင်းနေမင်းနေဆိုတဲ့နေရာမှာပုပ်ပေဝတန်လေးဝဒေနပစ္စပန္နဟိတေနဝါဆိုတဲ့ရသဗျာကအကြောင်းတစ်ခုရှာပြထားတယ်အတိတ်တုန်းကတူတူနေခဲ့တယ်ခင်းခင်းမင်းမင်းနေခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာမြင်လိုက်တာနဲ့ခင်းမင်းနေနော်ပစ္စပန္နဟိတ တူနဲ့တူကူညီမှုတယ်လက်ရှိဘဝမှာမေတ္တာတက်ဝင်ခုခေတ်မှာအသစ်ဖြစ်တယ်ဆိုလို့ရှိရင်လည်းခင်မင်မှုတွေဖြစ်တယ်အဲ့ဒါလိုပဲအတိတ်ဘဝတုန်းကယံဖြစ်ခဲ့ဘူးတယ်ဆိုတဲ့ပုံပေါ်မှာလည်းဒီဘဝလည်းပဲယံညှိုးဖြစ်နေတာမြတ်စွာဘုရားနဲ့ဒေဝရပဲကြည့်ဒေဝရရဲ့စိတ်ထဲမှာမြတ်စွာဘုရားပေါ်မှာကြည့်မရအောင်အလိုလိုမုန်းနေတာတန်လျာက အမုန်းလို့ခေါ်တယ် မြတ်စွာဘုရားကတော့ငကိုတဲ့အတုကိုတိခန့်တယ်ခွင့်လွတ်တယ်။တိခန့်ခွင့်လွတ်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားကတော့ဒေဝရတ်ကိုမုန်းတယ်ဆိုစိတ်မရှိဘူး။မရှိလို့ပဲသင်္ကန်းတွေပဲဝုတ်ပေးထားတာပဲလေ။သူနှမတော်ယူထားလိုက်သေးတာပဲ။မုန်းလို့တော့မဟုတ်တော့ဘူးနော်။အဲ့တော့ဒေဝတက္ကသတစ်ဖက်သက်မုန်းနေတာ။နောက်ဆုံးကြမှာအမုန်းဟာဖြေလျော့ပြီးတော့နောက်ဆုံးမှာမြေမြိုတဲ့အချိန်ကြမှာမြတ်စွာဘုရားကိုကြော့သွားပြီးတော့ မုံနေခြေသွားအမျက်တော်ဖြေဆိုအဲ့ဒီမှာပဲပေါ့နော်သူရဲ့အမျက်ဒေါသတွေကအဲ့ဒီအချိန်မှာ အမုံနေခုံဆုံးသွားတယ်တန်လျာကအမုံဆိုတာအလွန်ကြောက်စရာကောင်းတယ်ဒါကြောင့်မို့ဒီဘဝမှာမုံတဲ့လူမရှိအောင်တတိထားနေကြဖို့လိုပေါ့မုံတဲ့လူရှိစေနဲ့ရှိလို့ရှိရင်တန်လျာကအမုံဖြစ်သွားလိမ့်မယ်မတဲတဲ့လူမရှိစေနဲ့မတဲတဲ့လူရှိလို့ရှိရင်ဥပိ္ပခါကိုကျင့်သုံးလိုက်မေ့ထားလိုက်နော် မေတာလိုက်သူလောက်တာတွေပေါ်မှာတောင်းတွင်းတွေလုံနေခက်တာကတန်ရောစင်ဆိုတာလူတွေကထင်းနေကြတာတဏဝဲတန်ရောစင်လို့ထင်းနေတာအမုန်းကလည်းတန်ရောစင်ပဲအမုန်းတန်ရောစင်စဉ်းစားကြည့်လေကိုမုန်းတဲ့လူကိုခဏခဏတတိယဟုတ်လားလူတွေကထင်တာကိုချစ်တဲ့လူပဲတတိယတယ်လို့ထင်တာပဲမုန်းတဲ့လူလည်းတတိယတာပဲအမုန်းနဲ့တတိယတာလေးတူကြတော့ တော့တကယ်ကတော့တန်ရောစင်က10မျိုးရှိတာဟိုအဲ့10မျိုးထဲမှာပဋိကတန်ရောစင်ဆိုတာဒေါသနဲ့ဖြစ်တဲ့တန်ရောစင်တခုပဲတန်ရောစင်ဖြစ်ဖြစ်ကောင်းကျိုးချမ်းသာမပေးဘူးတဲ့ဒါကြောင့်မို့တတိထားပြီးတော့ရှောင်ကျင်ရမှာဖြစ်တယ်ပေါ့ဝါဒနာနဲ့ဇယိုက်ဆိုးဆိုတဲ့နေရာမှာအခုလို့တီးရတဲ့ဘဝမှာမကောင်းတဲ့ဝါဒနာတွေရှိရင်ဝါဒနာကို မတားနဲ့လို့တော့မလုံနဲ့တားတဲ့တားရမယ်ပေါ့ဒီလိုဖြစ်ရမယ် မကောင်းတဲ့ဝါသနာဆိုရင်ဆက်ပြီးတော့မလုပ်နိုင်နဲ့လုပ်ရင်ဝါသနာတချို့ကမလေးဝါသနာပါလို့လုပ်တယ်ဆိုပြီးတော့ကောင်းတာဝါသနာပါရင်တော့တော်ပါတယ်မကောင်းတာဝါသနာပါနေဘယ်လိုလုပ်အဲ့တော့ကောင်းမကောင်းကိုပါတဲ့ဝါသနာဒီသူများကိုထိခိုက်သလားကိုအကျိုးထိခိုက်သလားဆိုတာကိုစွန့်နေတာစွန့်ပြီးတော့ဝါသနာကိုဖျောက်တဲ့နာဖျောက်ကောင်းတဲ့ဝါသနာတွေနဲ့အစားထိုးပြီးတော့မကောင်းတာကိုဖယ်ရှားပြည့်ရအောင် ဝါသနာဆိုတဲ့ခေါင်းရိုးကြီးကျိုးနေလို့ကတော့မဖြစ်ဘူးတဲ့เนาะမကောင်းတဲ့အလေးချင်းတွေကိုသိတဲ့ဘဝမှာပြင်ပြင်မပြင်လို့ရှိရင် နောက်ဘဝဆက်ပါနေဦးမှာပဲရှင်ပြိလိန်တော်ဝိသဆိုတော့မကောင်းတဲ့နှုတ်ကြီးကျိုးနေတာလေခုမှကျိုးတာမဟုတ်ဘူးသူကအတိတ်ဘဝကဘဝပေါင်း900 1000ဒီလိုဖြစ်လာခဲ့တာလူမြင်လို့ရှိရင်ငရုတ်မှလို့ခေါ်လို့သူကเนาะလူကိုချိုးချိုးတန်တန်မပြောတော့ဘူးခုံးလောက်တယ် စကိုင်းနယ်မှာတောရွာဘုံကြီးကြီးတစ်ပါးရှိတယ်။အဲ့ဒီဘုံကြီးကြီးนี่ကတွေ့လို့ရှိရင်သူနှုတ်ဆက်တာကြည်စံဘယ်တော့မှချိုချိုတတနှုတ်ဆက်ဘူးဆဲပြီးနှုတ်ဆက်တယ်သူကเนาะဟောက်ကောင်ကြီးမသေးသေးဘူးလားဆိုတာမေးအဲ့ဒါနှုတ်ဆက်တာလေနေကောင်းလားလို့မနှုတ်ဆက်ဘူးဆဲပြီးတော့နှုတ်ဆက်အဲ့ဒါလို့လည်းမဖြစ်စေချင်ဝါသနာကိုကအဲ့ဒီတိုင်းเนาะအဲ့ဒါလို့အဲ့ဒါလို့မဖြစ်စေဘူး ကောင်းမြတ်တဲ့ဝါသနာတွေကောင်းမြတ်တဲ့အလေးထားတွေကိုယ်တဏ္ဏမှာလေ့ကျင့်မွေးမြူကြရမှာဖြစ်တယ်ပေါ့။အေးမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီချမ်းသာဒုက္ခကိုရှားတယ်ဆိုတာဘာနဲ့ရှားရမှာလဲ။ဘာနဲ့ရှားရမှာလဲလို့ဆိုရင်ရသော်ဘုရားကဒုက္ခပုံညတ္တဥစေယောကုသိုလ်ကောင်းမှုတွေစုဆောင်ပြီးရင်ချမ်းသာပါတယ်လို့ဟောတော့ကုသိုလ်ကောင်းမှုနဲ့ရှားပေါ့။ခုနကပြောသလို တရားတွေကိုညှင်းဆဲပြီးတော့ချမ်းသာဒုက္ခကိုမရှာနဲ့သူများဒုက္ခရောက်အောင်လုပ်ပြီးတော့ချမ်းသာဒုက္ခကိုမရှာနဲ့ဆိုရဲဒီအတွေ့အခေါ်မြတ်စွာဘုရားရဲ့အဆုံးအမတွေမိမိရဲ့ရင်ထဲနှလုံးထဲမှာစွဲသွားအောင်မှတ်ထားနောက်ဘဝလည်းဘယ်တော့မှသူများမျက်ရည်ကျအောင်လုပ်ပြီးချမ်းသာတာသူများဒုက္ခရောက်အောင်လုပ်ပြီးမှ ချမ်းသာတာမျိုးဒါမျိုးတွေမဖြစ်သင့်ဘူးလို့ဒီလိုဆိုတာပေါ့နော်အဲ အများကိုကောင်းကျိုးချမ်းသာဖြစ်စေပြီးတော့ကိုယ်ချမ်းသာဒုက္ခရအောင်ကြိုးစားအထောက်အကူ။ရောင်းနာဝဲတာဆိုတာတောင်မှပဲကြည့်နေပစ္စည်းကိုမမှန်ကန်ကန်ရောင်းတယ်မမှန်ကန်ကန်ပေးတယ်တရားတမိုးပေးတယ်ဆိုဝဲတဲ့လူလည်းစိတ်ချမ်းသာကိုယ်လည်းစိတ်ချမ်းသာ။ဟောကောင်းတဲ့နီးနဲ့စီးပွားရှာတာလေ။အဲ့လိုပုံကိုယ်တွေလည်းအများကြီးရှိပါမရှိဘူးမဟုတ်ရှိ။တရားသဖြင့်စီးပွားရှာလို့ ရသွားတဲ့ပုဂ္ဂိုလ်ဟာလည်းစိတ်ချမ်းသာမှုရှိအဲ့လိုလုပ်ရပါဝယ်သူရောရောင်းသူရောမြစ်ပတ်တဲ့စိတ်တော့မထားရဘူးတခါတရံရင်ရောင်းတဲ့လူကစိတ်ကောင်းရှိတော့လဲဝယ်တဲ့လူကစိတ်ကောင်းမရှိတာလည်းရှိနိုင်သေးတယ်ဒါတော့မင်းကောင်းရင်ငါမဆိုးပါဘူးလို့မပြောနဲ့မင်းမကောင်းလည်းငါမဆိုးပါဘူးပဲပြောရမှာပဲเนาะ သူကောင်းကောင်းမကောင်းကောင်းကိုလည်းမဆိုင်ဘူးကိုကောင်းအောင်လုပ်မယ်ဆိုစိတ်သက်ကိုထားလက်ဆောင်ပြန်ဟောတဲ့တန်လေးခတ်တုတ်တံမှာအဲ့ဒီတိုင်းပဲလက်ဆောင်ပြန်သူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်သူမကောင်းတန်တယ်ငါလည်းဘာမဆိုင်အဲခုခေတ်လူတွေကတော့အဲ့လိုမဟုတ်ဘူးနော်မင်းကောင်းရင်ငါမဆိုးပါတဲ့မင်းဆိုးလို့ငါဆိုးတယ်ပေါ့အထိပယ်နော်ပြီးတော့ချိန်ချောက်တဲ့စကားလေးကပါသေးတယ် တီးခံတယ်ဆိုတာအတိုင်းတာရှိတယ်နော်တဲ့အကုန်တီးခံမှုဆိုတဲ့အတိတ်ပဲထင်းချောင်းလိုက်သေးတယ်နော်အဲ့တော့အဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတီးခံတယ်ဆိုတာငါအတိုင်းတာမထားဘူးဒီလိုပြောမှပဲပုံပြီးတဘာဝကြနော်တီးခံတယ်ဆိုတဲ့သဘောအမှအကန့်အသတ်မထားဘူးခံပါပဲတီးခံပါပဲဒီလိုထားရအောင် မင်းကောင်းနေဖြစ်စေမကောင်းနေဖြစ်စေငါကောင်းမယ်ဆိုတဲ့စိတ်ဓာတ်ကိုမူပြီးပါမယ်ပေါ့ဒီလိုဖြစ်ရအေးဒါကြောင့်မို့ရဗုဒ္ဓရဲ့အဆုံးအမနဲ့ချမ်းသာဒုက္ခကိုရှာတယ်လို့ဆိုတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ချမ်းသာဒုက္ခကိုရှာတယ်မေတ္တာနဲ့ချမ်းသာဒုက္ခကိုရှာမယ်ကရုဏာနဲ့ချမ်းသာဒုက္ခကိုရှာမယ်မုဒိတာနဲ့ချမ်းသာဒုက္ခကိုရှာမယ်ကောင်းမြတ်တဲ့သဘာဝတရားတွေနဲ့ချမ်းသာဒုက္ခကိုရှာရင်မိမိလုပ်တဲ့လုပ်ရဟာတစ်ဖက်သားကိုလည်းမချိခိုက်ဘူး ကိုယ်လည်းမထိခိုက်ဘူးသူတော်အားကိုလည်းမထိခိုက်ဘူးမထိခိုက်သည့်အတွက်ကြောင့်သူလည်းချမ်းသာကိုယ်လည်းဝမ်းသာဟောနှစ်ခုသူလည်းချမ်းသာကိုယ်လည်းချမ်းသာအဲ့ဒါလိုနီးမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေကြိုးစားခြင်းဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ဒီချမ်းသာဒုက္ခကိုရှာခြင်းပဲလို့ဒီလိုဆိုတာလောကမှာလူတွေဟာကိုယ်ဆင်းရဲမှကြောက်လို့တစ်ဖက်သားဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်တွေမွေးတာမှန်ကားတော့ စဉ်းစားလိုက်မယ်ဆိုရင်ဒီနှိုင်းရှင်လေးလံကြည့်မယ်ဆိုလို့ရှိရင်ဩော် तू လည်းချမ်းသာကျင်တာပဲငါလည်းချမ်းသာကျင်တာပဲငါအတွက်နဲ့တော့ तू စိတ်မဆင်းရဲပါစေဒီလိုနှလုံးသွင်းပြီးတော့သာချမ်းသာသူဟာရှာတဲ့